ဟယ်လိုခါအလုံးဝင်းမင်္ဂလာပါရှင်ဒီနေ့တော့စုကဗနီယာနာမှာရှိတဲ့ကော်ဖီဆိုင်လလလေးတဆိုင်ကို အားလုံးကိုခေါ်သွားပေးပါမယ်ရှင်ဆိုင်လေးရဲ့နာမည်ကတော့3ဒေါ်လာဆိုတဲ့ကဖေးလလလေးဖြစ်ပါတယ်ရှင်ခြံဝင်းကအကျိမလို့ကပကင်ရလေလုံးဝစိတ်ပူစရာမလိုပါဘူးနော်ဒါကတော့အပြင်ဘက်ကနေမြင်ရတဲ့ဆိုင်ရဲ့ decoration လေးဖြစ်ပါတယ်ရှင် အဲ့တော့အထဲကို ခေါ်သွားပေးမယ်နော် like ခဲ့ပေးပါအောင်ရှင်ဆိုင်ရဲ့အထဲကိုဝင်ဝင်ချင်းမှာပဲတွေ့လိုက်ရတဲ့တကွေးရှင်ကတကယ်ကိုကြည်နေဆရာကောင်းပါလေသူကပန်းလေးတွေကိုရောင်းတော့ဆိုတော့ပန်းလေးတွေရောသူရဲ့ classes by san နဲ့ပစ္စည်းလေးတွေရောတော်တော်လေးအဆင်ပြေပြီးလှပါတယ်ဝင်ချင်းကောင်းတာမှာဆိုလဲမှားရတဲ့အခါမှာထိုင်းစကားမတတ်တဲ့သူတွေအခက်အခဲမဖြစ်အောင်မြန်မာလိုပြောတတ်တဲ့သူတွေရှိပါတယ် ေရာမှာလုပ်ထားတဲ့ decoration လေးရလေကင်မရာထဲမှာလည်းမဟုတ်ဘူးအပြင်မှာပါတော်တော်လေးကိုလှပါတယ်လုံးဝတိစိတ်ညီသက်ပြီးတော့တချင်းနဲ့အေးအေးလေးနဲ့ဆာလုပ်ချင်တဲ့သူတွေအတွက်လည်းဒီမှာလာပြီးဆာလုပ်ရင်တော်တော်လေးအဆင်ပြေတဲ့နေရာကောင်းလေးဖြစ်ပါတယ် ီလိုမျိုးမာရာဆဖီလလလေးနဲ့ရိုက်လို့ရပြီးတော့ဘေးနားမှာရှိတဲ့ပန်းလေးတွေနဲ့လည်းတပုံလလလေးတွေအများကြီးဖန်တီးလို့ရလို့တော်တော်လေးစိတ်ကြည်နေစရာကောင်းတဲ့ဆိုင်လေးလို့လည်းပြောလို့ရပါတယ်။သူကလေတချင်းလေးကိုလည်းတီလုံးလေးရင်နဲ့ဖွင့်ပေးထားတဲ့အတွက်အရန်အဆင်ပြေတယ်ပေါ့နော်။ကျမဆိုရင်အိတ်နာကိုအရန်သဘောကျလို့လေအိတ်ရှိရနေကို လုံးဝမခွာပါဘူးတပုံမေးရိုက်နေတာပါ။ ဒါကတော့စုနေစုတငယ်ချင်းဖြစ်ပါတယ်အဲ့လိုမျိုးလေးတငယ်ချင်းတွေလည်းတပုံရဲလို့အဆင်ပြေတယ်ပြီးတော့အတွဲလေးတွေလာမယ်ဆိုရင်လည်းတကယ် H မှန်ရှိရနေလုံးဝမဖယ်ခြင်းလောက်အောင်တော်တော်လေးတပုံရဲလို့အဆင်ပြေပါတယ်နော်ပြီးတော့ piano decoration လေးလည်းရှိပါသေးတယ် piano လေးကတော့တကယ်တီးလို့အဆင်ပြေပါတယ်နော်ဘတ်ဂျက်ကတော့အရင်စိတ်ဖြစ်တဲ့တည်းမပါပါမိ65ဘတ်ကနေစရှိတာဆိုတော့ပုံရဲရံနဲ့ဆိုင်ရင်တော့တန်ပါတယ်နော် အဲ့ဒီအခန်းလေးထဲမှာပဲ classes wise and ပစ္စည်းလေးတွေကောနေရာလေးတွေကောအများကြီးရှိလို့တော်တော်လေးလာပြီးအဆင်ပြေပါတယ်။အပြင်ဘက်မှာဆိုရင်လည်းတပုံလက်လာလေးရဲ့လို့ကောင်းမဲ့နေရာလေးတွေလည်းအများကြီးရှိပါသေးတယ်။အဲ့ဒါဆိုရင်စုကတပုံလက်လာလေးရဲ့လို့ကောင်းတဲ့နေရာလေးကို sharing လုပ်ရင်ဒီ blog လေးရောဒီမှာပဲသုံးသပ်လိုက်ပါမယ်။အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးပါ။ Bye bye ။